ကောင်မလေးတယောက်ဟာတရေအိတ်လိုက်ပြီးနိုးလာတဲ့အခါမှာတော့ယောက်ျားကြီးတယောက်ဖြစ်နေခဲ့တာကိုသတိမထားမိခဲ့ပေ။ကောင်လေးနဲ့ဇုံရဲတပ်ပုံကိုပါကောက်နှမ်းနေလိုက်ပါသေးတယ်။အဲနောက်ဖင်ကြားညက်နေတဲ့အတွင်ကန်ကိုဆွဲထုတ်နေရင်အပေါက်သွားဖို့အင်တာတွေကိုဝင်သွားလိုက်ပါလေ။ရှည်တန်ဟာထူးဆန်းနေတာကိုသတိထားမိသွားခဲ့ပြီးအောက်ကိုငိုကြည့်လိုက်တဲ့အခါမှာတော့ကောင်မလေးဟာရုတ်တရက်လန့်သွားပြီးမှန်ကိုအပြေးကြည့်ပါတော့တယ်။အမလေးချက်ချင်းပဲသူ့ရဲ့ချော်မော်လာပါမှုကြောင့်မေ့မျောသွားခဲ့ပါလေ။အမေဖြစ်သူဟာအတန်ကြာတဲ့အခါမှာတော့လှမ်းမိပါတော့တယ်။ဂျက်စီကလည်းအမေဖြစ်သူရဲ့ကုနာပုံစံအနေထားကိုတွေ့သွားခဲ့ရင် သူ့အခန်းထဲယောက်ျားဝတ်ထားတယ်လို့ထင်သွားခဲ့ပြီးမသိမရှင်းအဖြစ်ထိရိုက်တက်နိုင်တာကြောင့်ပိုးကောင်တွေ့လိုက်တာဖြစ်ကြောင်းပြောလာခဲ့ပါတယ်။အလွန်ကြီးပြီးယွန်စရာကောင်းတဲ့ပိုးကောင်ကြီးအဲနောက်သူဟာရင်ဖုံးယုံများဝဲကဗရင်းမောက်ကိုကြောခွာပြီးသူ့ရဲ့မိဘအခန်းထဲကိုခိုးဝင်လာခဲ့ပါတယ်။ဖခင်ဖြစ်သူရဲ့ဝတ်စုံကိုခိုးယူပြီးတဲ့နောက်မှာတော့အပြင်ထွက်ပါတော့တယ်။တစ်ချိန်တည်းမှာပဲတစ်ဖက်ကအခန်းမှာလည်းကောင်မလေးတယောက်ဟာရုတ်တရက်နိုလာခဲ့ပြီးအချင်းမူတူနဲ့ဘောင်းမီရဲကိုနိုင်ကအင်တာရဲကိုဝင်လိုက်ပါတယ်။ငါကဘယ်ရောက်သွားတာလဲ။ ုတ်ပါတယ်ဒီလူနှစ်ယောက်ဟာခန္ဓာကိုယ်ပြောင်းလဲသွားကြတာပဲဖြစ်ပါတယ်စိတ်ဝိညာဉ်မဟုတ်ပဲခန္ဓာကိုယ်လဲလှယ်သွားတာပဲဖြစ်ပါတယ်အခုလိုဖြစ်ရတာကလည်းမနေ့ကနေပြန်စပြောရမှာပဲဖြစ်ပါတယ်ဂျက်စီဟာကျောင်းမချီယာလီတာတယောက်ဖြစ်တဲ့အပြင်ကျောင်းရဲ့ခွင်းဖြစ်လေရွေးချယ်ခံထားရသူပဲဖြစ်ပါတယ်ရုပ်ရည်တွင်ပြင်အလိုမင်းချစ်ဖို့ကောင်းလာကြောင်းလူတိုင်းကသူ့ကိုချစ်ခင်ကြပါတယ်လမ်းအမှုရာလေးလုံလိုက်ရုံဖြင့်အားလုံးကိုလဲစားနိုင်ခဲ့ပြီးအဲ့ဒီလိုလိုက်စားမှုကြောင့်လူတွေကိုနှိမ့်ချဆက်ဆံတက်ပြီးမနာကြီးတဲ့ဇက်ကောင်တရားအတွင်ပြောင်းသွားပြီးချိုရင်းချက်ရှိတဲ့အတံပေါ်တွေကိုအမြဲကြည့်ရပြီးအနိုင်ကျင့်တတ်ပါတယ် ဒီတစ်ခါမှာတော့သူဝေးပြန်လည်မဲ့အချိန်ကိုကြာရောက်လို့လာပါပြီ။ဒီနေ့မှာတော့သူဟာသူတငယ်ချင်းတွေနဲ့ shopping ထွက်နေရေးမကြသေးခင်ကဖွင့်လှစ်ထားတဲ့ရှီအောင်ပစ္စည်းဆိုင်ကိုသူစိတ်ဝင်စားသွားခဲ့ပါတယ်။ဆိုင်ထဲမှာဆိုင်ရှင်ဟာတက်တာထဲမှာရှီအောင်လက်ဝဲရတနာတစ်ခုကိုထုတ်ပြလာခဲ့ပြီး Jessie တယောက်ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ငကတ်တစုံဟာလိမ့်လက်တောက်ပနေခဲ့ပါတယ်။လိုချင်တဲ့ဘလောက်လဲ။ဒါကတကယ်အစစ်။ကျွန်မဆိုင်မှာပဲတင်ထားမှာမယောင်ဘူးမယောင်ဘူး။ကျွန်မ Jessie လိုချင်တဲ့အရာမယောင်ဘူးဆိုတာမဖြစ်စေရဘူး။အဲနောက်ဆိုင်ရှင်တတိမထားမိခင်မှာဈေးပေါ်တဲ့ငကတ်တစုံနဲ့လေးလိုက်ပါတယ်။ ဒါပေမဲ့သူမသိသေးတာကဒီငကတ်တစုံကအလိုမင်းတကူကြီးပါတယ်တကူကြီးတာပြောရရင်တော့လွန်ခဲ့တဲ့အနှစ်ပေါင်းထောင်ချီကျော်လောက်မှဘရင်နဲ့လက်ထပ်တော့မဲ့မင်းသမီးလေးတပါးဟာကိုးနာကမှလက်ထပ်ရမယ့်ယောက်ျားကအလိုမင်းညစ်ပတ်တဲ့လူတယောက်ဖြစ်နေတာကိုသတင်းကြားသိလာရပြီးလက်မထက်ချင်တော့တာကြောင့်ငကတ်တစုံကိုထုတ်ခဲ့ပြီးသူရဲ့အစီကံမလေးနဲ့တယောက်တစ်ဖက်တက်လိုက်ပါတယ်အဲနောက်သူတို့နှစ်ယောက်ဟာထူးဆန်းစွာဖြင့်ခန္ဓာကိုယ်လဲလှယ်သွားခဲ့ပါတယ် တပတ်ကအစီအကံမာလီယာဘယမားဖြစ်သွားခဲ့ပြီးစီစဉ်ဥစ္စာတွေကိုအပြေအဝခန်းစားနေရတဲ့အပြင်မင်းသမီးလေးမှာတော့အစီအကံကောင်းမာလီဖြစ်သွားခဲ့ပြီးမရည်နိုင်မပြောနိုင်ပဲအညိုးတွေနဲ့သာအဆုံးတက်လိုက်ရပါတော့တယ်တကယ်ပဲယူများယူနေလာတော့မသိပါဘူးအခုရင်ရှိတဲ့ရှီယောင်းငကတစုံဟာလည်းခန္ဓာကိုယ်ကိုလဲလှယ်နိုင်တဲ့ငကတစုံပဲဖြစ်ပါတယ်ဂျက်စီကအောင်မြစွာခွေယူခဲ့တဲ့နောက်မှာတော့ကာမောင်းထွက်လာခဲ့ကစီစဉ်တစ်ဆိုင်မှာရက်ပြီးခွေယူလာတဲ့ငကတစုံကိုဆန်းဝေ့ကြည့်နေပါတော့တယ်အဲ့ဒီချိန်မှာပဲဓမြတယောက်ဟာလည်းဆိုင်ထဲမှာဓမြဝင်တိုက်နေခဲ့ပါတယ် ဆက်ရေးကင်တရာကိုရုံးကန်မီကျိုးတို့ထားလိုက်ကအန်ဆွဲလန့်ကြည့်လိုက်တဲ့အခါမှာတော့အန်ဆွဲထဲမှာ18ဒေါ်လာပဲရှိနေခဲ့တာကိုတွေ့လိုက်ပြီးကောက်ကြီးတယောက်ဟာဒေါသတကြီးဖြစ်သွားခဲ့ပါတယ်။ငါလမ်းမှာခွနဲ့တောင်းစာရင်တော့ဒီထက်များအောင်ပဲ။ပတ်ဆက်မရှိမှာတော့ငါအလူကျော်တထုပ်ထုပ်သွားရင်တော့မလွန်ဘူးမလား။အဲ့ပြင်သူဟာရေကဲမုံနှစ်ထုပ်လောက်အချောင်စားသွားတဲ့အပြင်ထွက်မသွားခင်ထီကိုတော်အလွတ်မပေးဘဲအကုန်ကောက်တယ်ပါတော့တယ်။ဒါပေမဲ့သူထွက်လာတဲ့အခါမှာတော့ဂျက်စီဟာသူ့ကိုအယောင်ဝန်တန်းလို့ထင်သွားခဲ့ပြီးကားစီဖြီးပြီးခိုင်းနေတဲ့အပြင်ကားကိုပါစစ်ဆေးကြည့်ပေးဖို့အတင်းခိုင်းနေပါတော့တယ်။ ကောက်ကြီးအားပြဿနာတက်မှကြောက်တာကြောင့်ကာကိုသာစစ်ဆေးပြလိုက်ရပါတော့တယ်။အင်းနောက်သူဟာဂျက်စီရဲ့နောက်ပြောင်ခြင်းကိုခံလိုက်ရပြီးတောင်းပန်ပါတယ်။ကျွန်မမတော်တဆနှိမ်မိသွားတာမင်းရန်ဆိုတာပဲ။သူတို့ထွက်သွားတဲ့နောက်မှာတော့ကောက်ကြီးအားမြေကြီးပေါ်နဂတ်တစ်ဖက်ကျနေတာကိုသတိထားမိသွားခဲ့ပါတယ်။ကြည်ုံနေတဲ့အဖိုးတန်ပစ္စည်းဖြစ်နေတာကြောင့်ချက်ချင်းဆိုသလိုကောက်ယူသွားလိုက်ပါတော့တယ်။ဂျက်စီအားအိမ်ပြန်ရောက်တဲ့အခါမှာတော့မောင်လေးဖြစ်သူတယောက်သူ့ခန်းထဲဝင်ဝင်နေတာကိုမြင်လိုက်ရပြီးသူရဲ့ cosmetic ပစ္စည်းတွေကိုပါခိုးသုံးနေခဲ့ပါသေးတယ်။ ကလေးမင်းတော်တခုခုလွယ်နေပြီကြီးလာရင်တော့သူ့အမနဲ့ကောင်းလေးလူမဲ့ဂိမ်းပါပဲကြီးစားအကြောင်းပြောမှာပဲညာနဲ့ရောက်တဲ့အချိန်တိုင်းသူကြီးစားဟာသူနဲ့တေတခိုးတိတ်ဖို့အမြဲလာခေါ်တတ်ပါလေလူပြိုပေါအွေဆိုတော့ပန်းကပါကိုရောက်ချင်တာတော့မလွဲမသွေပါပဲဒါပေမဲ့ဂျက်စီကတော့တကားကိုအမြဲဆောင်တည်နေခဲ့ပြီးမင်္ဂလာဆောင်မသာတကားကိုဖွင့်မှာဖြစ်ကြောင်းပြောလာခဲ့ပါတယ်သူများကိုမြူဆယ်ပြီးတော့မဖြစ်စည်းပေးတာတော့လွန်ပါတယ်ဒီလိုရက်ကလည်းသူများကိုအပြင်ထွက်ပြီးကျေးတက်ရှာခိုင်းနေတာနဲ့အတူတူပါပဲ တပတ်ကတမရကောက်ကြီးအားလည်းသူတို့များတိုက်လာတဲ့ပစ္စည်းတွေကိုစစ်ဆေးနေပြီးငကတ်ကိုတွေ့တဲ့အခါမှာတော့နားပေါ်ချိတ်ဆွဲကြည့်လိုက်ပါတော့တယ်။တပတ်ကဂျက်စီအားလည်းငကတ်ကြီးကိုဆွဲပြီးအိပ်ပျော်သွားခဲ့ပါတယ်။အဲ့လိုပြီးတော့နောက်ရက်မှာတော့ဂျက်စီနိုးလာတဲ့အခါမှာတော့ကောက်ကြီးပုံစံဖြစ်သွားခဲ့ပါတယ်။သူလည်းသူ့မိဘတွေကိုမပြောရဲခဲ့ပါဘူး။မတော်တဆသူ့ကိုသမီးခိုးတဲ့နှာဘူးကောင်ဖြစ်တတ်မှတ်ပြီးရိုက်တက်လိုက်မှာကိုစိုးရိမ်နေခဲ့ပါတယ်။အဲဒါကြောင့်အချစ်ဆုံးတငယ်ချင်းစီကိုသာအကူအညီတောင်းပြီးကျောင်းရဲ့ဘောလုံးကွင်းစီကိုချိန်လိုက်ပါတော့တယ်။ အချစ်ဆုံးတငယ်ချင်းအားယောက်ျားလေးတယောက်သူ့ကိုခေါ်ပြီးလက်ပပါချင်နေတာကိုတွေ့တော့လမ်းဖြတ်ပြီးငရုတ်စီရည်နဲ့ဖြန်းလိုက်ပါတော့တယ်။မျက်စိဆက်ပြီးဘာမှမမြင်တော့တဲ့ဂျက်စီတယောက်မှာတော့လေကားတက်ကနေလိမ့်ချသွားပါတော့တယ်။အဲဒီလူပြင်းပြင်းထန်ထန်လိမ့်ချသွားပေမဲ့ပြန်ထနိုင်ပါသေးတယ်။ဒါကလည်းအဓိကဇက်ကောင်ရဲ့ကောင်းကြီးကြောင့်နေမယ်။အချစ်ဆုံးတငယ်ချင်းတွေထွက်ပြေးနေတော့မှပဲရုတ်တရက်ဆိုသလိုဂျက်စီကနေပြီးသူတို့နှစ်ယောက်သားသားတည်တဲ့လှေဝက်ချက်တွေကိုပြောထွက်လာမှသာအဲဒီလူဟာဂျက်စီဖြစ်ကြောင်းလက်ခံလိုက်ပါတော့တယ်။သူဟာဂျက်စီကိုအိမ်ခေါ်လာခဲ့ကဂျက်စီမိဘဖုန်းဆက်ပြီးခွင့်တိုင်ပေးခဲ့ပါသေးတယ်။ ဒီအပိုင်းလလောဆယ်မှာတော့အိမ်ပြန်စရာမလိုသေးပါဘူး။ယောက်ျားလေးတယောက်ဖြစ်သွားပြီမေ။မိန်းကလေးတွေရဲ့အလားပါကြိုက်တဲ့ပင်ကိုဗီဇာတော့ရှိနေသေးပါပဲ။ဂျက်စီကပထမဆုံးအနေနဲ့ဒီရဲ့ညစ်ပတ်နဲ့စော်နေတဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုပို့သက်ပေးနေတာပဲဖြစ်ပါတယ်။အဲနောက်အမွေးတွေရိပ်ပါတယ်။အဲနောက်တော့ရောမိန်းကလေးတွေနဲ့မတူတဲ့အပိုင်းကိုစိတ်ဝင်စားတာပဲပေါ့။ဒါပေမဲ့သူစိတ်ဝင်စားတာမဟုတ်ပဲသူ့အချစ်ဆုံးတငယ်ချင်းကစိတ်ဝင်စားနေတာပဲဖြစ်ပါတယ်။နင်အဲ့ဒါတကယ်ရှိတာလား။ Hey bro ငါအဲ့ဒါကိုကြည့်လို့ရမလား။ Jessie ရဲ့စိတ်ထဲကတော့ညှင်းဆန်နေပြီမေ။အချစ်ဆုံးတငယ်ချင်းကြည့်ချင်မှာတော့သူလဲကက်စီနေနေလို့မရဘူးလေ။ အခြေဆုံးတငယ်ချင်းကသူတွေ့သမျှတွေကအချောင်းတွေတက်ဒီတချောင်းကရှေ့တန်းအဆင့်၅လောက်ရနိုင်တယ်လို့ပြောလာခဲ့ပါတယ်။ဂျက်စီယာလည်းအံ့ဩသွားခဲ့ပြီးအဲဆိုမင်းမအတွေ့အကြုံရှိဘူးသေးတာပဲဆိုပြီးပြေးရိုက်ပါတော့တယ်။အခြေဆုံးတငယ်ချင်းကဒီလောက်နဲ့ရက်တန့်လိုက်ပြီးတခြားအဖို့လူမတောင်းဆိုတာတော့ပါသေးတယ်။ဒါပေမဲ့ဒီလိုအဖြစ်ကောင်းကိုတယောက်တည်းသိနေလို့ပဲရပါမလဲ။အဲနောက်မှာတော့အခြေဆုံးတငယ်ချင်းဟာသူနဲ့အရင်ခင်တဲ့တငယ်ချင်းနှစ်ယောက်ခေါ်လာခဲ့ပါတော့တယ်။ဂျက်စီတယောက်မှာတော့ပြောစရာစကားပျောက်ဆုံးနေခဲ့ပါတယ်။ငါဒီလောက်ရုပ်ဆိုးနေတာကိုနင်တို့ရယ်နေနိုင်သေးတယ်။ ဘယ်လိုပြန်ပြောင်းရမလဲဆိုတာကိုပဲမမြန်စဉ်းစားပေးကြလေသူတို့ကမကြခင်မှာပဲပြဿနာရဲ့အဓိကအကြောင်းရင်းကိုစဉ်းစားမိသွားပါတော့တယ်သူဒီလိုပုံစံဖြစ်သွားရတာကလည်းသူ့ကိုမုန်းတဲ့လူတစ်ယောက်ကအောက်လန်းနဲ့လှုပ်လိုက်တာဖြစ်နိုင်ကြောင်းပြောလာခဲ့ပါတယ်ဂျက်စီတယောက်တော့ယုံကြည်ချက်အပြည့်ဖြစ်သူဒီလောက်ပြည့်ပြည့်စုံနေတာဘသူကငါ့ကိုမုန်းမှမလို့လဲ အဲဒီစကားကိုကြားတဲ့နောက်မှာတော့သူတငယ်ချင်းစီကနဲ့သူရဲ့အကျင့်ဆိုးတဲ့အကုံပြောထွက်ပါတော့တယ်။မင်းမပြောနေလဲဆိုတော့ပြန်နာထောင်ချင်လား။မတော်မင်းအတွက်ဗောက်ချာထုတ်ပေးဖို့ကလိုသေးလား။နောက်ရောက်တဲ့အခါမှာတော့ဂျက်စီယာသူရေးစားစီဖုန်းဆက်ပြီးအရင်တခါကသူ့ကိုမော်စကိုဒူဖို့လက်မခံလိုက်တာကိုနောက်သားရမိကြောင်းငိုယိုပြီးပြောနေပါတော့တယ်။သူရေးစားဟာလည်းယောက်ျားတယောက်အတန်ကြားတဲ့အခါမှာတော့မင်းကဖာသာကြီးလား။ဝါတည်င်းကြီးပါလား။နောက်ရက်မှာတော့တငယ်ချင်းတွေနဲ့အတူသူ့ကိုပြောင်းလဲအောင်လုပ်တဲ့သူကိုသွားရှာပါတော့တယ်။ ပထမတစ်ယောက်ကတော့ဓာတုဗေဒကဖက်တီမာဖြစ်ပါတယ်ဖက်တီမာကလည်းသူလောက်တာကဓာတုမှော့ဆွမ်းမဟုတ်ကြောင်းသူသာအဲ့လိုအဆွမ်းမျိုးရှိရေကိုကိုကိုအရင်လာအောင်လှုပ်လိုက်တာပိုကောင်းကြောင်းပြောလာခဲ့ပါတယ်ကောင်းပါပြီဖက်တီမာမလှုပ်တာမဟုတ်ပေမဲ့လေဂျက်စီကတော့စိတ်ရင်းနဲ့တောင်းပန်လိုက်ပြီးအရင်ကသူ့ကိုအဲ့လိုမျိုးတွေမစားနောက်ခဲ့တဲ့ကြောင်းပြောလာပါတော့တယ်နောက်တစ်ယောက်ကတော့မှော့ဆွမ်းတဲ့ကောင်မလေးဖြစ်ပါတယ် မော်ဆီယာမာလီယာလည်းသူ့ကိုချိန်ဆခဲ့ဘူးရာမှန်ပေမဲ့ဇပင်တွေကျွတ်ပါစေဆိုပြီးချိန်ဆခဲ့တာကလွယ်လို့ယောက်ျားလေးအဖြစ်ပြောင်းတော့တကယ်လည်းတခါမှမစင်စားခဲ့ဘူးတဲ့အပြင်အဲဒီလိုအစွမ်းစမျိုးလည်းမရှိကြောင်းပြောလာပါတော့တယ်။ဒါပေမဲ့သူ့ရဲ့မော်အတွေ့အကြုံအရဒါကတော့ Scorpion တက်ကနစ်နဲ့တက်ဆိုင်နေတာဖြစ်ကြောင်းပြောလာခဲ့ပါတယ်။ Specast တာနောက်ကျော်မှလည်း Scorpion တက်တူထိုးထားတတ်တာပဲဖြစ်ပါတယ်။သူတို့တွေကတကယ်ချင်းတယောက်ဟာလေသူတို့ရဲ့ရန်သူဖြစ်တဲ့နောက်တဲ့သင်းချီယာလီတာကိုချက်ချင်းမင်တတိယသွားပါတော့တယ်